ပန်းသီးစားတော့မယ်ဆိုလို့ရှိရင်ပန်းသီးရဲ့အဆိတ်ကိုစားမိလိုက်လို့ရှိရင်အနေရရှိတယ်အဆိတ်မိတယ်ဆိုတာတကယ်ပဲလားဒီဒီမှာကျွန်တော်ကဒါကိုစီနီမီတာမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပန်းသီးစားလိုက်ပြီဆိုလို့ရှိရင်ပန်းသီးအဆိတ်ကတစ်ခါတလေမှာအမှတ်မထင်ဝါးစားမိသွားတတ်တယ်ဒစီနှစ်စီလောက်ပေါ့နော်အဲ့ဒီခါမှာတချို့တွေကကျွန်တော်တို့ပြောကြတယ်ဟာပန်းသီးစီကစားလို့မရဘူးအတန့်ကြီးဖြစ်နိုင်တယ် တော့ကျွန်တော်ငငယ်ရဆိုလို့ရှိရင်အဲ့လိုမျိုးသိထားခဲ့တယ်ပေါ့နော်အဲ့တော့အခုလို့ကျွန်တော်တက်ကြီးလာတဲ့အချိန်မှာဒါကိုလေးလာကြည့်တဲ့အခါမှာပန်းနေအစိကတကယ်အစိဖြစ်လာဆိုလို့ရှိရင် तू ကဒစီနစီလောင်းနေကပြဿနာမရှိဘူးဒါပေမဲ့ပန်းနေအစိကိုအများကြီးစားမိမယ်ဆိုလို့ရှိရင်တော့အသက်အန္တရာယ်ထိဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်သိရှိတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ပန်းနေအစိမှာဗာရီများပါဝင်လို့ဒီလိုမျိုးအန္တရာယ်ရှိကြတာလဲ ပန်းဒီအစီမှာဆိုလို့ရှိရင်ကျတို့လူတွေကိုအန်ရယ်ဖြစ်စေနိုင်တဲ့ဆိုင်ယနိုက်အစိတ်ပါဝင်ပါတယ်။အဲ့တော့ဆိုင်ယနိုက်အစိတ်အကြောင်းကျတို့အရင်ဆုံးပြောရအောင်။အဲ့တော့ဆိုင်ယနိုက်အစိတ်ဆိုတာကအင်မတန်မှအန်ရယ်ရှိတဲ့အစိတ်တစ်ခုဖြစ်ပါတယ်။အဲ့လိုမျိုးအစိတ်ကပန်းဒီရဲ့အစီထဲမှာပါဝင်ပါတယ်။ဒါပေမဲ့အလွန်နည်းတဲ့ပမာဏအနေနဲ့ပါဝင်တာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒစီနစီလောက်ကိုအမှတ်မထင်စားမိမယ်ဆိုလို့ရှိရင်ပြဿနာမရှိဘူး။အဲ့တော့ဘယ်လောက်ထိစားလိုက်ပြီဆိုလို့ရှိရင်အန်ရယ်ရှိနိုင်လေ။ တော့ဘလောက်ပြီးစားလို့ရှိရင်အန်ဒီရရှိနိုင်လဲဆိုလို့ရှိရင်ဒီပန်းဒီအစိ85ဇီးကနေပြီးတော့အစိ900ပေါ့နော်အဲ့တော့85ဇီးကနေအစိ900လောက်စားမိပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်က cyanide အစိတ်မိပြီးတော့အတက်နေဖြစ်နိုင်တယ်လို့ဆိုပါတယ်အဲ့တော့ဒဇီးနှစ်ဇီးလောက်နဲ့ကအန်ဒီရမရှိတတ်ဘူးနော်တကယ်လို့ကိုကအမှတ်မထည်စားမိသွားလို့ရှိရင်လည်းမကြောက်ပါနဲ့အဲ့တခုတော့ရှိတာပေါ့ပန်းဒီအစိတွေကိုဒီတိုင်းထိုင်စားတာမျိုးတော့မလုပ်တင်ပါဘူးเนาะအဲ့တော့ဒါလေးကိုကျွန်တော်က သိပေးရခြင်းဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့တကယ်လို့ကိုကဒီ cyanide acid မိသွားခဲ့ပြီဆိုလို့ရှိရင်ကိုကဘယ်လိုသိနိုင်လဲ။အဲ့တော့ဘယ်လိုသိနိုင်လဲဆိုလို့ရှိရင်တို့အရန်မဆိုးဘူးဆိုလို့ရှိရင်တော့ဒီအစပိုင်းမှာဗာဖြစ်တယ်လဲဆိုရင်တော့တငယ်အိမ်ကျေတာမျိုးဖြစ်နိုင်တယ်။တော့ဒီခေါင်းတွေကိုက်မယ်။ခေါင်းတွေမူးမယ်။အဲ့ပြီးလို့ရှိရင်တော့ဒီစိတ်ရှုပ်ထွေးတာမျိုးဖြစ်နိုင်တယ်ပေါ့နော်။ဒါကသိမဆိုးဘူးဆိုလို့ရှိရင်ဖြစ်ပါတယ်။အတကယ်လို့အရန်ဆိုးလာပြီဆိုလို့ရှိရင်တော့ဗာဖြစ်နိုင်လဲဆိုရင်တို့တတိလက်မယ်သွေးပေါင်းတွေပြုတ်ကြမယ်တက်မယ် မိန်သွားမယ်နောက်ဆုံးအသက်အနည်းအထိဖြစ်နိုင်ပါတယ်ဒါကတော့တကယ်လို့ကိုကဒီဆိုင်နိုင်အစိတ်မိသွားပြီဆိုလို့ရှိရင်ဖြစ်နိုင်တဲ့ဒါလက္ခဏာတွေပဲဖြစ်ပါတယ်အဲ့တော့ဒီကိုချုပ်ပြောမယ်ဆိုရင်ပန်ဒီအစီကဒဇီနစီလောက်စားမိုံနဲ့ပြဿနာမရှိပါဘူးအစီပေါင်းမြောက်များစွာစားမိမယ်ဆိုလို့ရှင်တော့ဒီ85စီးเนาะအစီ900အဲ့တော့ဒီစားမိသွားပြီဆိုလို့ရှင်တော့အသက်အနည်းအထိဖြစ်နိုင်နေဆိုတော့ပြောရင်းနဲ့ဗီဒီယိုလေးကိုနေကုန်ချုပ်ပြရစေအားလုံးကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်း ကျေးဇူးများကြီးတင်ပါတယ်တကယ်လို့သိနေရှင်တဲ့အောက်မှာ comment မှာ mail လို့ရပါတယ်